Audio Boat by OO Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ရွှေအင်းုံဆရာတော်နဲ့မင်းကြီးမင်းလီနှစ်နှစ်ပါဆိုတဲ့အကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်ရွှေအင်းုံဆရာတော်ကြီးဟာသဲငူဆရာတော်ကြီးထံမှာတရားကျင့်နေတာတလှကြတဲ့နောက်မှာတော့ပထမဆုံးတရားထူးရရှိခဲ့ပါတယ်တွန်တေးဆရာတော်ကြီးနဲ့တပါးတဲ့ဆက်လက်အားထုတ်ခဲ့ပြန်နေဒီလိုနဲ့တထုံရှိနာမည်ကြီးတောင်ကြီးတောင်မှာတပါးတဲ့တရားကျင့်ခဲ့ပါတယ် အဲ့တောင်ကမကိုဘယ်သူကမှတရားအမထုတ်ရဲပါဘူးအနောက်အချက်တွေအရင်များလို့အထိတ်ထန်ပြက်ကြရတယ်ဆရာရဲ့တရားကျင့်စဉ်ကအနောက်ချက်ကြီးစွာပေးလို့ဥကောင်းမပါတဲ့တောင်ဆက်နှစ်နှစ်ပါရှိလေတဲ့တကူးလည်းရှိတယ်မမနာလည်းကြီးတယ်ဒေါသလည်းအရင်ကြီးတယ်သူတို့နေတဲ့တောင်ပေါ်ကိုဘယ်သူမှလာတာကိုမကြိုက်ဘူး။လာခဲ့လို့ရှင်လဲသူတို့ကိုဥညွတ်အယုတ်သေးပြီးမှသဘောကျတယ်။အဲ့လိုဥညွတ်အယုတ်သေးမပေးလို့ရှင်ဒုက္ခကြီးစွာပေးတတ်တယ်တဲ့။ ဆရာတော်ကလည်းငါသည်ဗုဒ္ဓသစ္စာ၄ပါးကိုရှာတော်သူဖြစ်သည်တင်တို့ကိုလည်းဒုက္ခမပေးဘူးချို့ချံချေတွာစာဖြင့်တရားအားထုတ်နေတဲ့သူဖြစ်တယ်ငါကိုဒုက္ခမပေးလေနဲ့လို့ဆိုတယ်တောင်ဆောင်နှက်ကလည်းငါ့ပေါ်မှာဘယ်သူမှလာနေတာမကြိုက်ဘူးအတင်တို့ကိုနေလို့မရအောင်လုပ်မယ်လို့ပြောတယ်ဆရာတော်ကလည်းတောင်ဆောင်နှက်တွေကိုဥပိ္ပခါပြုထားပြီးတော့တရားဟူတာအသေးအကျဉ်းအားထုတ်ပါတော့တယ်တောင်ဆောင်နှက်နှစ်ပါးကလည်းဆရာတော်ရဲ့မလန်းမကန်မှာအမြဲတမ်းရှိနေတယ် ဒုက္ခပေးလို့မရလို့ဒေါသအကြီးအကျယ်ထွက်နေတယ်။ဆရာတော်ကတနေ့မှာတော့ဒေါသတွေထွက်ပြီးဘေးနားမှာနှောက်ရှက်ဖို့လို့မရလို့ဒုက္ခရောက်နေတဲ့နှစ်နှစ်ပါးကိုတနာမိတဲ့။ငါချွတ်မှကျွတ်တော့မယ်လို့စင်ကြံမိတယ်။ချွတ်မဲ့အချိန်ကောင်လည်းရောက်နေပြီဆိုတာသိတယ်။အဲ့ဒါနဲ့သမာဓိနဲ့နှစ်နှစ်ပါးကိုအနာကိုလာဖို့သမာဓိဝင်စားတော့တယ်။အနာကိုရောက်လာတော့မာမာနာလည်းကြီးဒေါသလည်းကြီးတဲ့နှစ်နှစ်ပါး ဆရာတော်ကိုကြောက်ခိုင်းမိထိုင်နေကြပြန်နေတယ်။ဆရာတော်ကလည်းဘယ်အကြောင်းကြောင့်မှတောင်ဆောင်နဲ့ဖြစ်ရတယ်လဲဆိုတာကိုစင်ကျင်ကြည့်တော့ပကံခက်ကယာဇဝင်ဖြစ်တာကိုသိတော့တယ်။ဆရာတော်ကမြေတာတက်တဲ့တမာရီကြောင့်နောက်ဆုံးမှာတော့အဲ့ဒီနတ်နှစ်ပါးဆရာတော်ကိုမြေတာမူကြတယ်။ဒါပေမဲ့လည်းဥမချနိုင်မှုရှေမခိုးနိုင်မှုအရေးမဆိုင်နိုင်မှုနဲ့တဲ့ဆရာတော်ကမောင်မင်းတို့နှစ်ယောက်စလုံးကပကံခက်ကသူရဲကောင်းနှစ်ယောက်မလားလို့မေးတယ်။အဲ့တော့ မှန်ပါတယ်ကျွန်တော်တို့ကနာမည်ကြီးသူရဲကောင်းနှစ်ဦးပါလို့ပြောတယ်။ဘာဖြစ်လို့အသက်ခံရတလဲလို့ဆရာတော်ကမေးတော့ဘယင်ကြီးကဖျားတရားမှာကျွန်တော်တို့တာဝန်ကျနေတဲ့နေရာမှာဥတချက်လက်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပါတဲ့။ဆရာတော်ကပြောလိုက်တယ်တကယ်ကိုဖြစ်ခဲ့တာလားပေါ့။ကျွန်တော်တို့ကလူစွမ်းကောင်းနှစ်ယောက်ဖြစ်လို့တရေတရက်တောက်လိုက်ချက်တိုက်လိုက်နဲ့အပျော်ပါးတွေအရန်များတယ်။ဘယင်ကြီးကလည်းအရန်အရေးပေးပါတယ်။ ဒါပေမဲ့မူးမတ်တွေဝင်ကြီးတွေကကျွန်တော်တို့ကိုလုံးဝမနာလိုခဲ့ကြဘူး။သူတို့ကကောက်ကျစ်စင်းလဲစားနဲ့အုတ်တစ်ချက်လက်တယ်ဆိုပြီးတော့ကိစ္စကြီးဖြစ်ခဲ့တယ်။အဲ့ပြဒနာကိုမကြည့်ကြည့်အောင်လို့ဖန်တီးပြီးတော့ရှောက်ကြတာပေါ့ဗျာ။음ဒါနဲ့မောင်မင်းတို့ဘာလို့ခေါင်းတွေမရှိကြတာလဲဆိုတော့ကျွန်တော်တို့ကိုဘရင်အမိတ်နဲ့ဖမ်းပြီးတော့လယ်ဘင်းကိုဓာတ်နဲ့ပိုင်းလိုက်တာပါတဲ့။သမိုင်းစာအုပ်ထဲမှာတော့မောင်မင်းတို့ကိုဝင်းရင်တုံးနဲ့ရိုက်တယ်လို့ဖတ်ဘူးတယ်။ ်ဆရာတော်ကအဲ့လိုပြောတယ်ဘယင်ကစူဆုံးမယုံလောက်ပဲအမိန်ပေးခဲ့တာပါဗျာဝရင်တုံနဲ့ရိုက်လို့လက်လွန်သွားတယ်ဆိုပြီးဘယင်ကိုညာပြောကြတယ်ကျွန်တော်တို့ကိုခေါင်းဖြတ်ပြီးတော့နမ်းမြို့ရဲ့တောင်နှစ်ဖက်မှာမြေမြုပ်လိုက်ကြတယ်။မိမိနဲ့တိုင်းပြည်ကိုဆောက်ရှောက်ဖို့လည်းအမိန်ထုတ်ခဲ့တယ်။ကျွန်တော်တို့ရဲ့သွေးတွေကိုလည်းမြို့ရိုးတခွေကိုပတ်ပြန်ပြီးတော့နမ်းမြို့တော်ကိုဆောက်ရှောက်ရမယ်လို့ဘရင်အမိန်နဲ့ထုတ်လိုက်ကြတယ်လေ။ အင်းဆရာတော်ကမောင်မဲတို့တရားနာကြပြီတော့ငါ့ကိုကြီးညိုခြင်းကြောင့်ကံကြမ္မာတွေမြင်မာလာလိမ့်မယ်ဖုန်းတစ်ခုချိန်ပါတယ်မြင်မာလာလိမ့်မယ်အဲ့လိုပြောတော့ဆရာတော်ကိုနှစ်နှစ်ပါးကဥချော့ကြတော့တယ်တေချာစွာတရားနာပြီးတဲ့နောက်မှာနှစ်နှစ်ပါးကဆရာတော်ကိုရှောက်ထားတော့တယ်တပည့်တော်တို့နာမည်ကကိုတော်ကြီးနဲ့ကိုတော်လေးပါဗျာမင်းကြီးမင်းလေးတို့လည်းအမည်တွင်ပါတယ်ဗျာမန္တလေးကသမိုင်းပါမောက်ကဒေါက်တာထန်းတန်းထွန်းရဲ့ တပည့်ဆရာဥခင်သေးတို့ရဲ့ကတိကများရွှေအင်းတို့ဆရာတို့ကြီးကိုမေးမြန်းပြီးတော့တမိုင်းအချက်လက်တွေကိုရှေ့ခေတ်မင်းကြီးမင်းလေးတို့နေထိုင်ခဲ့တဲ့နှစ်ထပ်သက်သားပြင်းအောင်အရာမတရာနဲ့မှအခုချိန်ထိချိန်နေသေးတယ်တဲ့အိမ်နဲ့မလန်းမကန်းမှလည်းမင်းကြီးမင်းလေးရဲ့အုပ်ကူရှိပါတယ်အဲ့အုပ်ကူနဲ့မလန်းမကန်းမှလည်းဈေးကြီးတစုတက်ထားပါတယ်အခုတိုင်အဲ့အိမ်ကြီးကမင်းကြီးမင်းသက်နဲ့ပတ်သက်တဲ့နတ်ထိန်တွေကပွဲတွေပေးလိုက်အုံးသီးတွေခွဲပေးလိုက်နဲ့အခုချိန်ထိပြုတ်လုပ်နေကြဆဲဖြစ်တယ်လို့သိရပါတယ်ရှင်